ရန်ကုန်မြို့ရဲ့ area ကိုစတူရမ်းမိုင်တရာကျော်တိုးချဲ့ဖို့စီမံကိန်းရေးဆွဲထားတယ်လို့ရန်ကုန်မြို့တော်စီမံသားယာရေးကော်မတီမြို့ပြစီမံကိန်းရေးဆွဲရေးဌာနကဒါရိုက်တာဦးတိုးအောင်ကပြောပါတယ်။ဒီလိုတိုးချဲ့ဖို့အတွက်တကုံရှိဒလတောင်ချံတွန်တေလဲကူဆက်ထန်းတပင်စတဲ့နေရာတွေကိုရထားတယ်လို့သိရပါတယ်။အခုလိုတိုးချဲ့မဲ့စီမံကိန်းကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကတစင်တင်မြကအများပြည်သူကိုချပြမယ်လို့ဦးတိုးအောင်ကဆိုပါတယ်။ တိုးချဲ့မှုတွေပြုလုပ်ဖို့အတွက်တိုးချဲ့မဲ့မြေနေရာတွေမှာမြေဝဲယူပြီးတိုးချဲ့မြေနေရာတွေမှာလေယာဉ်စိုက်ပျိုးမှုတွေရှိပါကရော့ချင်းငွေပေးအပ်သွားဖို့လဲစီစဉ်မယ်လို့သိရပါတယ်။ရန်ကုန်မြို့တော်ရဲ့ area ဟာ362ရဲမိုင်လောက်ရှိပြီးမကြသေးမီကဒလဘတ်မှာမြို့ area တိုးချဲ့လိုက်တဲ့အတွက်စတူရဲမိုင်340ကနေ350ကျားရှိလာကအခုထပ်မံတိုးချဲ့မဲ့ area ပါဝင်ပါကရန်ကုန်မြို့မှာလူဦးရေ800လောက်ထပ်မံနေထိုင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိရန်ကုန်မြို့လူဦးရေဟာ၅တန်းရှိတဲ့အတွက်ထပ်မံနေထိုင်နိုင်မဲ့လူဦးရေနဲ့ပေါင်းလိုက်ပါကလူဦးရေစုစုပေါင်း73တန်းလောက်နေထိုင်နိုင်မှာဖြစ်တာကြောင့်လာမယ့်နှစ်ပေါင်း40အထိပြဿနာမရှိနိုင်ဘူးလို့ရန်ကုန်မြို့ပြပညာရှင်ဒေါက်တာကျော်လက်ကပြောပါတယ်။ရန်ကုန်မြို့ကိုတိုးချဲ့ဖို့လိုအပ်နေပြီးတိုးချဲ့တဲ့နေရာမှာလည်းအရင်လိုဖြစ်သလိုတိုးချဲ့တာမဟုတ်ဘဲစီမံကိန်းတွေစနစ်တကျရေးဆွဲတိုးချဲ့ဖို့လိုအပ်တယ်လို့ဒေါက်တာကျော်လက်ကဆက်လက်ပြောပါတယ်။ အရင်ကမြို့တည်တည်ဖော်ထုတ်ခဲ့စဉ်က စီမံကိန်းတွေစနစ်တကျရေးဆွဲမှုမရှိတာကြောင့်လှိုင်းသာယာရွှေပြည်သာဒဂုံမြို့တည်စရတဲ့နေရာတွေမှာလက်ရှိအချိန်ထိအခြေခံအဆောက်အုံတွေပြည့်စုံမှုမရှိသေးပဲအခက်အခဲတွေအများပြားရှိနေပါတယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က2014ခုနှစ်ဩဂတ်လ22ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးလွတ်တော်မှာအသိပေးပြောကြားခဲ့တဲ့ကြီးမြင့်တိုင်းစိတ်ကြီးခနောင်တို့တွန်တင်းမြို့နယ်တွေကဧက3000ပေါ်မှာအကောင့်ထယ်ဖို့မဲ့ရန်ကုန်မြို့သစ်စီမံကိန်းလေးရှိခဲ့ပါတယ်။ အဲ့ဒီစီမံကိန်းမှာမြမစေတနာမျိုးတစ်အများပိုင်ကုမ္ပဏီကိုလုတ်ကင်ွေပြူဖို့ပြည့်ဝတ်စွာလှုပ်ဆောင်ခဲ့ပြီးမှလွှတ်တော်ကိုအတိပေးခဲ့တဲ့အတွက်အများစုရဲ့ဝေဖန်မှုကိုခံခဲ့ရတာရက်ဆိုင်လိုက်တာဖြစ်တယ်လို့သိရပါဗျ။